ဟယ်လိုအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ပုံမှန်တက်ဆက်ပေးနေကြမြန်မာဝင်းတို့ channel မှာဖြစ်ပါဗျာကျွန်တော်ဒီနေ့ရှင်းလင်းတင်ပြပေးမယ့်အကြောင်းအရာကတော့မြန်မာနိုင်ငံကို22နှစ်ကြာအုပ်ချုပ်သွားတဲ့ပိုချိုမူတန်းရှူရဲ့ရှိုးဝါချက်တခုကိုခင်ဗျားတို့သိချင်နေမယ်လို့ထင်တယ်အတူရဲ့ရှိုးဝါချက်တဲကနေပြီးတော့တခုကိုကျွန်တော်ရှင်းလင်းတင်ပြပေးမှာဖြစ်ပါတယ်အဲ့ဒီရဲ့ရှိုးဝါချက်ထဲမှာကျွန်တော်တို့သူကညတညမှာသူတစ်ဖက်တစ်ယောက်နဲ့အတူလေကွင်းပြင်ကိုထွက်လာတာ ထွက်လာပြီးတော့သူကောင်းကင်ကိုသူ့တစ်ဖက်ကိုလည်းကြီးခိုင်းတယ်ကြီးလိုက်တော့အဲ့ရောက်မင်းဘာတွေတွေ့တော့ကောင်းကင်မှာဟာကျဲတွေတွေ့တာပေါ့ဟုတ်ပြီကွာအကျဲတွေကိုမကြည့်ပြီးတော့လက်ညှိုးနဲ့လက်မလေးကိုကိုးပြီးတော့မှမင်းကျဲတစ်လုံးနဲ့ကိုမင်းကြည့်လိုက်လက်ညှိုးနဲ့လက်မနဲ့ကိုးပြီးတော့မျက်လုံးရှင်းမှထားထားပြီးတော့လက်လေးကိုဖြည်းဖြည်းချင်းရှို့ရွှေသွားလိုက်အဲ့ဒါဆိုလို့ရှိရင်မင်းဘယ်လုံးကိုတွေ့ရမလဲကျဲအာကျွန်တော်တစ်လုံးနဲ့ပဲတင်တင်လင်းလင်းတွေ့ရပါတယ် အဲ့ဒါပဲกว่าတယ်ကုလိုချင်းတဲ့အရာဝတ္ထုတစ်ခုကိုအိမ်ရှင်မဈေးဝယ်သွားတယ်လို့မဖြစ်ဘူးဈေးဝယ်သွားတော့ပစ္စည်းတွေလည်းဟိုနောက်မှတပုံဒီနောက်မှတဆိုင်အဲ့ဒါမျိုးတွေနဲ့ပစ္စည်းတွေအများကြီးဆိုတော့ဝတီဝါတာဖြစ်နေတယ်လို့မျိုးကျွန်တော်လူဘွားမှာဆိုလို့ရှိရင်လေလူတိုင်းလူတိုင်းဟာကုလိုချင်းတဲ့ဆန္ဒတွေရတယ်ပြင်းနာမဝမ်းရမ်းနေတာဆန္ဒတွေအများကြီးမျက်စိထဲမှာမြင်နေများဟာတွေကိုမကြည့်ပဲနဲ့ ကိုလိုချင်တဲ့အရာဝတ္ထုတစ်ခုကိုစူးစူးဆိုက်ဆိုက်ဒီဇိုင်းမမခံယူချင်တဲ့စိတ်ရတည်ငြိမ်မှုတည်တာကဘာကြီးကိုပြောင်းနေနိုင်တဲ့လူသားဖြစ်တယ်ဆိုတဲ့စကလုံးဝင်အတိတ်ပဲကို तू ကပေါ်ပြပြီးသွားတာဖြစ်ပါတယ်ဗျအဲ့တော့ပြင်သူမဆိုကိုအလုတ်လုံမယ်ဆိုလို့ရှိရင်လည်းဘယ်အလုတ်ကိုရအောင်လုံမယ်ဆိုလို့ရှိရင်အဲ့ဒီအရာဝတ္ထုကိုဒီဇိုင်းမမလုပ်ပါအခုနောက်လိုမျိုးစကုပ်ကျင်းနေအောင်ကြည့်ပါလက်သမားလည်းလှုပ်ခြင်းနဲ့အဆူရောလည်းဖြစ်ခြင်းနဲ့ ဂီတပညာမှာလည်းကြော်ကြားခြင်းနဲ့စီးဆရာဝန်ကြီးလည်းဖြစ်ခြင်းနဲ့ဒါမျိုးတွေဝေဝါးနေမယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ရှင်မချက်လိုရင်းရောက်မှာမဟုတ်ပါဘူးအဲ့တော့ညာတဲ့စင်ဟာဆိုလို့ရှိရင်သူအလိုအဆုံနဲ့သူ့နေရာကိုပြစ်နိုင်မှုအတွက်ကသူတဖြောင်းနေသွားတယ်ဟာနဲ့သူ့မြင်မှုအတွက်ကိုကျွန်တော်စနိုက်ပါပြောင်းသွားပုံစံတိုင်းစကုပ်လေးတွေကိုကျင်းကျင်းသွားပြီးတော့မှကိုလိုချင်တဲ့ပြစ်မှတ်ကိုတိုက်ရိုက်ထိအောင်ပြစ်နိုင်တာပဲဖြစ်ပါတယ် ားလုံးကိုကျေးဇူးတင်ပါတယ်ဗျ။